ားလုံးမင်္ဂလာပါကျွန်တော် channel ရနေပြလဲကျေးဇူးပါတယ်เนาะဒီကနေ့6လပိုင်း73ရက်နေ့အတွက်ထမှန် NGO ဖွဲ့စည်းကနေထမှန်ဖိတ်ခေါ်ထားတဲ့အလုတ်ကိုင်ခွန်းလန်းတွေပေါ်ပြပေးထမှာဖြစ်ပါတယ်အောက်ခြေဝန်ထမ်း security ကနေစပြီးတော့အဲ driver လည်းဖိတ်ခေါ်ထားတာရှိပါတယ် program ကျွန်တော်တို့ MAE HR အစရှိတဲ့ဖြစ်ထမှန်ဖိတ်ခေါ်ထားတဲ့အလုပ်ငန်းပေါင်းစုံတွေကိုထမှန်ဝင်ရောက်ထမှန်ဖြစ်ပါတယ် ဓမ္မဆောင်အဖွဲ့အစည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် WVM ဆိုတဲ့အဖွဲ့ကအဲ position တစ်ခုခေါ်လာတာရှိပါတယ်အဲ nation national offer တကူ MNE of facilitator ဆိုတဲ့ position ခေါ်ထားပါတယ်နောက်တစ်ခုကတော့ Mandalay နဲ့ The Way တက်ပေါ့နော် community development facilitator တွေကိုအဲဖိတ်ခေါ်ထားတာရှိပါတယ်ဒီ position ကတော့ကျွန်တော်တို့ဒီအဲလူငယ်တွေအတွက်အဲထက်အဲလောက်ကန်ခွလန်းတွေကို ရှာဖွေရင်းနဲ့ကျွန်တော်တွေ့ကြုံယူလို့ကောင်းတဲ့ community development facilitator post တွေဖြစ်ပါတယ်အဲနောက်တစ်ခုကတော့ MRCS ကျွန်တော်မြန်မာချစ်ချင်းနေအဖွဲ့ကတော့ဒီနေ့ညတွေ့တဲ့တော်လေးအလောက်ကန်ဖိတ်ခေါ်ထားတာတွေ့ရပါတယ်အဲပထမဆုံးတစ်ခုကတော့နေပြည်တော်နဲ့ရန်ကုန်တက်ကို HR officer database အဲ position ခေါ်ထားတယ် နောက်တစ်ခုအနေနဲ့မြမချက်ချီနီကပဲရန်ကုန်နဲ့နေပြီးတော့တက်ကိုအဲလိုင်ယယ်ဆွန်အော်ဖီဆာဆက်စံကြီးအရာရှိပေါ့နော်ပိုဇီရှင်းခေါ်ထားတာရှိပါတယ်။နောက်တစ်ခုကတော့နေပြီးတော့နေရန်ကုန်တက်ပဲ security ဖိတ်ခေါ်ထားတာလည်းရှိပါတယ်လို့အဲနောက်တစ်ခုနောက်အဖွဲ့စီတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် SLM အဖွဲ့ကနေအဲရှန်စတိန်ညောင်ရွှေတက်ကို နှစ်ခုခေါ်ထားတယ်ပထမတစ်ခုက child development worker position ခေါ်ထားတယ်နောက်တစ်ခုကတော့ child caregiver ဆိုတဲ့ position နှစ်ခုကို SLM ကဖိတ်ခေါ်ထားလို့ရှိပါတယ်အဲနောက်မြမချက်ချင်းနေရပဲနောက်ထပ်၃ခုဖိတ်ခေါ်ထားတာရှိပါတယ်အဲနေရာကျတော့အဲမန္တလေးစကိုင်းနေပြီးတော့အတွက်တည်ပဲဖြစ်တယ်ပထမဦးဆုံး position ကတော့ fine အဲ fee finite officer ဖြစ်ပါတယ် နောက်တစ်ခုကတော့ fee wash officer နောက်တစ်ခုကတော့ fee shutter of uh, officer ဆိုတဲ့ position များသုံးခုကိုခေါ်တာလည်းရှိပါတယ်နောက်တစ်ခုကတော့ green organization ကလည်း chain state အတွက်ကို animal finance officer ဖြစ်ခေါ်တာရှိပါတယ်လို့အဲ now policy တစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် am အဲ DA မြန်မာဆိုတဲ့ဖွဲ့ကလည်းကျွန်တော်တို့အဲဒီ uh, not a chance state အတွက်ကိုကျွန်တော်တို့ head project officer ရာဒူဖိတ်ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့ C uh, CL uh, organization ကလည်းပဲတဝယ်တင်းတာရေအတွက်ကို consultant uh, PDM consultancy PDM position ခေါ်ထားပါတယ်နောက်တောင်ကိုပကူအရှိအတွက်ကိုလည်း consultancy အဲ PDN ဆိုတဲ့ position တစ်ခုဖိတ်ခေါ်တာရှိပါတယ်လို့ now organization တကူဆက်ကြည့်မယ်ဆိုရင် KEHOC ဆိုတဲ့ organization ကတော့ဒီမှာ၄ခုဖိတ်ခေါ်ထားတာရှိပါတယ်ပထမတစ်ခုအတွက်ကအဲရှီကိုကိုဘောနော်ဒီမြဝတီတောင်ရှက်အတွက်ကရင် state အတွက်ကို data system and data system position ခေါ်ထားတယ်အဲ now ကရင် state မြောက်တီကရင် state အတွက်ပဲ left technician ဆိုတဲ့ position ခေါ်ထားတယ်အဲနောက်တစ်ခုကတော့အဲဒီမြောက်တီကရင်အတွက်ကို nas အဖြစ်ခေါ်ထားတာရှိပါတယ်နောက်တစ်ခုကတော့ counselor ဆိုတဲ့ position လေးခုကိုကျွန်တော် KEHOC ဆိုတဲ့ organization ကဖြစ်ခေါ်ထားတွေ့ပါတယ်လို့ အဲ့နောက် organization ကိုကြည့်မယ်ဆိုရင် ZOE ရဲ့ဖွဲ့ကရန်ကုန်မြန်မာအတွက် finite in term ဖိတ်ခေါ်ထားတာဒါကတော့ကျွန်တော်ပြန်လဲညွှန်ညာတဲ့ပုံစံမျိုးနဲ့ဖိတ်ခေါ်ထားတာရှိပါတယ်နောက်တစ်ဖွဲ့စီတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် MSF Holland ဖွဲ့က Museum State အတွက်ကိုကျွန်တော်ဆက်ရှိရ Violet Program Supervisor ဆိုတဲ့ position ဖိတ်ခေါ်ထားတာတွေ့ပါတယ်အဲ့နောက် Helveter မြန်မာဖွဲ့ကနေပြီးတော့တက်ကို Project Coordinator position ခေါ်ထားပါတယ်။နောက်တစ်ခုက UNESCO ဖက်ကရန်ကုန်မြန်မာအတွက် individual consultant professional learning group ဆိုတဲ့ position ဖိတ်ခေါ်ထားတာလည်းတွေ့ပါတယ်။နောက်တစ်ခုကတော့အဲ IRC ရဖက်ကရခိုင်အတွက် senior technical officer ဖိတ်ခေါ်ထားပါတယ်။ နောက်ဖွဲ့စည်းတစ်ခုအနေနဲ့ကြည့်မယ်ဆိုရင် AMHA ရဲ့ဖွဲ့ကလည်းအာတ်ခွစ်အဖက်တက်တောင်ရှစ်ဆိုတဲ့ position အနေရာတက်ကို position နှစ်ခုခေါ်ထားပါတယ်အပထမ position ကတော့ medical officer team leader position ဖြစ်ပါတယ်အနောက်တစ်ခုကတော့ nurse position ဖြစ်ပါတယ်အနောက်အ have the မြန်မာအဖွဲ့ကလည်းပဲတောင်းခုဖိတ်ခေါ်ထားပါတယ်ပထမတစ်ခုကမန္တလေးအတွက်ကို monitoring and evaluation officer နောက်တစ်ခုကမန္တလေးနဲ့စကိုင်းအတွက်ကို technician coordinator position ဖြစ်ပါတယ်နောက်တစ်ခုကတော့မန္တလေးအတွက်ပဲ office driver နော်ဒီမှာလဲကျွန်တော်တို့ဒီရင်မောင်းအလောက်ကန်ခွလန်းတွေနောက်ထပ်ဖြစ်ခေါ်လာတာရှိပါတယ်လိုအပ်တဲ့ညီပူတွေအတွက်အဖော်ပြပေးချင်ပါတယ် အဲနောက်တစ်ခုအနေနဲ့နောက်ဖွဲ့စည်းတစ်ခုနဲ့အမေရှိကပဲတဝယ်1800တနင်္လာရီ region အတွက်ကိုအဲ X-ray အ X-ray technician အမိုဘိုင်းတင်ဆိုပြီးတော့အ position တစ်ခုလည်းထပ်မံဖိတ်ခေါ်ထားတာတွေ့ရပါတယ်ဒါကတော့ကျွန်တော်တို့73ရင်းနဲ့အတွက်မှာထပ်မံပြီးတော့ပေါ်ပြထားတဲ့လောက်ကန်ခွလန်းလေးတွေဖြစ်ပါတယ်အဲကျွန်တော်တို့လိုအပ်တဲ့ညီကိုတွေမောင်မမတွေအတွက်ကိုကျွန်တော်တို့ link တွေဝင်ရောက်ပြီးတော့ကြည့်ရှုလေ့လာပြီးပါ အဲလိုအပ်တဲ့အဲလူတွေစီရအောင်လည်းပဲကျွန်တော်တို့ရဲ့ဒီ share လုပ်ပေးခြင်းအပြင်ကျွန်တော်တို့အဲကုညီအပြန်လန်ကုညီပေးဖို့လည်းမြင်သာရခံတောင်းဆိုပါရစေကျွန်တော်တို့အဲအကျိုးရှိတယ်ဆိုရင်လည်းကျွန်တော်ရဲ့ channel ကို like share and subscribe လုပ်တော့ပေးဖို့လည်းအဲတောင်းဆိုလိုပါတယ်အားပေးပါအောင်လို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်